ို့နယ်အတွင်းတော်လှန်ရေးအဖွဲ့ဝင်တွေရဲ့စခန်းကိုလေကြောင်းကတိုက်ခိုက်ရှင်းလင်းလိုက်တာတော်လှန်ရေးအဖွဲ့ဝင်၈ဦးသေဆုံးပြီး24ဦးထပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာမတ်လ20ရက်နေ့နနက်2နာရီဝန်းကျင်မှာစစ်ကောင်စီကလေကြောင်းကနေမကွေးတိုင်းထင်းလင်းမြို့နယ်ထဲကအလဲပန်းကျေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ၄ဦးနဲ့အိမ်မွေးတိရစ္ဆာန်တွေတေဆုံးခဲ့ရတယ်လို့ နေအိမ်အများပြားလဲထိခိုက်ပျက်စီးခဲ့ရတယ်လို့ DVB နဲ့လွတ်လပ်ပြီးရင်ကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒါကြောင့်ထင်းလင်းမြို့နယ်အတွင်းတော်လှန်ရေးအဖွဲ့ဝင်တွေရဲ့စခန်းကိုလေကြောင်းကတိုက်ခိုက်ရှင်းလင်းလိုက်တာတော်လှန်ရေးအဖွဲ့ဝင်၈ဦးသေဆုံးပြီး24ဦးထက်ထိခိုက်ဒဏ်ရာရရှိရဲဆိုပြီးဖြန့်ဝေနေတာဟာဘုံကျဲခံရတဲ့ဖြစ်စဉ်အမှန်ပေါ်မှာလိုရာဆွဲရေးသားဖြန့်ဝေနေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။